အားလုံးပဲမင်္ဂလာပါရှင်မနေ့ကမွေးငါစားပြီးပြီဆိုတော့ဒီနေ့ကငါးရီအများကြီးနဲ့စားလို့ရှမ်းကောင်းတဲ့မွေးငါကိုဘယ်လိုချက်လဲဆိုတာပြောပြမယ်နော်အရင်ဆုံးကလပ်ပဲလေးကိုရေးဆေးပြီးတော့စနစ်မုတ်လေးနဲ့နူးနေအောင်ပြုတ်ထားပါမယ်ရှင် ပဲပြုတ်ထားတော့မှကျတုံဖြူနီချင်းစပလင်တို့ကိုခွာပြီးတော့ထောင်းထားပါမယ်။မွေးငါချက်တဲ့ထဲမှာကျမမလုတ်ချင်ဆုံးအလုပ်ကစပလင်ထောင်းရတာပါ။ဒါကြောင့်မလို့စပလင်ကိုကျမကတရက်ကြိုပြီးတော့လှီထားပြီးတော့နေလန်းထားတယ်။လန်းပြီးတော့အမုံကျိတ်ဆက်လေးနဲ့ကျိတ်လိုက်ပါတယ်ရှင်။ ကဲဒါကတော့ကြိတ်ထားတဲ့အနေထားပေါ့နော်။ပဲလေးလေးနူးသွားပြီဆိုတော့ငါးပြုတ်ပါမယ်။ငါခု30တာငချင်း30တာကိုအဲဆနွင်းမုံစပက်လင်းငါပြရီထည့်ပြီးတော့ပြုတ်ပေးပါမယ်ရှင်။ပြီးသွားရင်ငါးပြုတ်ကိုအေးအေးခံပြီးတော့အသားလေးတွေနှွင်ထားမယ်။ကျမမမေကတင်ထားပေးပါတယ်။စံချက်မုံတစ်ထုပ်ကို အဲပွဲဆယ်ပွဲစာရပါတယ်လို့ပြောပါတယ်ဆယ်ပွဲကြော်ကြော်လေးရတယ်လို့ပြောတယ်အဲ့ဒါကြောင့်မို့လို့ကျမပွဲအစိတ်30လောက်ဖြစ်တာမို့လို့ကျမနှစ်ထုပ်ပဲလော်လိုက်ပါတယ်အရင်လည်းမပြစ်ချင်ဘူးအရင်လည်းမကျဲချင်တာဖြစ်တဲ့အတွက်နှစ်ထုပ်ပဲသုံးထားပါတယ်စံချက်မုတ်နှစ်ထုပ်ကိုမှုန်းနေအောင်လှော်ပြီးတော့စနစ်မုတ်ထည့်ရေတန်လေးထည့်ပြီးတော့ဖြောထားပေးပါမယ်ရှင် ြီးတော့ရင်မုံငါတဲမဲ့အိုးနဲ့ရေနည်းနည်းလေးထည့်ပြီးတော့ရင်နွေးစုအောင်တည့်ပေးထားပါမယ်ရင်နွေးစုလာရင်တော့ငပြရေထည့်ပေးပါမယ်ဒီအပြက်စိတ်ငပြရေကလည်းသူကမှွေးပြီးတော့ပေါ်လဲပေါ်လဲခြူလဲခြူတာပေါ့နော်အဲအကြောင်းဒီမှာလက်တလုံးကြွကြော်လောက်ထည့်ပါအပြရေကိုလည်းစုအောင်လို့တည့်ပေးပါနော်စူလာပြီဆိုရင်ငါးပြုတ်ရီကိုထည့်ပြီးတော့စူအောင်ထက်တယ်ပေးပါနော်။တောက်ရင်တော့ခုနကထွင်ထားတဲ့ငခုရိုးနဲ့ငခြင်းရိုးတွေကိုထောင်းပေးပါမယ်။ပြီးရင်တော့ ရေတန်လေးနဲ့ကျင်းပေးပါမယ်။ရေတက်မဲ့ဖြစ်ဖြစ်ရေနွေးပဲဖြစ်ဖြစ်ပေါ့နော်။ကျင်းပေးပါမယ်။ငါးပြုတ်ရေလေးကစူလာပြီဆိုရင်ခုနကထောင်းထားတဲ့ငါးအယိုးကျင်းရေလေးကိုလည်းထည့်ပြီးတော့စူအောင်တည်ပေးပါမယ်။စူလာပြီဆိုရင်ခုနကထောင်းထားတဲ့အဲစပက်လင်းဂျင်းကျသွန်ဖြူကျသွန်နီတို့အနှဲငယ်စီထည့်ပေးပါ။ပြီးတော့နှွင်ထားတဲ့ငါးပြုတ်ကိုလည်းအနှဲငယ်ထည့်ပေးပါ။ ပြီးရင်မောလုတ်ထညက်ကိုအသေးလေးတွေဆိုတော့ရှစ်ခဲလောက်ထည့်ပါတယ်။ကြာရင်ခွာထားတဲ့ကျွတ်တွန်ကျွတ်တွန်နေဦးသေးသေးလေးတွေ80တားလောက်ကျွန်မထည့်လိုက်ပါတယ်။အိုးစုလာရင်ခုနကဖြော်ထားတဲ့စံချက်မုတ်ရီထည့်ပါတယ်။ကျွန်မတို့မှာထည့်ပြီးမှရိုက်မိသွားလို့ပါ။ထည့်ထားတဲ့စံချက်အရေးစုလာပြီဆိုရင်ခုနကပြုတ်ထားတဲ့ကလပ်ဘဲကိုကြိတ်ပြီးတော့ရေလေးအနှဲငယ်နဲ့ စနစ်မုတ်လေးထည့်ပြီးတော့ဖြော်ထားပြီးစူနေတဲ့ဟင်းအိုးတဲ့ကိုထည့်ပြီးပါရှင်လက်ပဲက30သားပြုတ်ထားတာနော်ခုနကထည့်ထားတဲ့ကြက်တုံဥလေးတွေကနူးလာပြီဆိုရင်ပျော်သွားမှာဆိုလို့တော့ဘက်ကိုဆယ်ထားပေးပါမင်းကစားတဲ့ကဥအလုံးလိုက်လေးတွေစားလို့ရအောင်ပါပြီးတော့ရင်တော့ငပယ်အရင်ကြော်ပါမယ်ငပယ်ကြော်ပြီးရင်ငါးစီတက်ပါမယ်ရှင်စီပူပူတဲ့ကိုစနစ်မုတ်ထည့်ထောင်းထားတဲ့ကြက်တုံအနီအရင်ထည့်ကျက်တော်နီလေးနွမ်းလာရင်ကျက်တော်ဖြူထည့်ပါမယ် ်ချစ်သွန်ဖြူလေးကလည်းနွမ်းသွားပြီးမွှေးလာပြီဆိုရင်ဂျင်းနဲ့စပလင်ထောင်းထားတာထည့်ပါမယ်မီးအေးအေးလေးနဲ့စီတက်မယ်နော်စိတ်ရှိရှိနဲ့စီတက်တာလေးကလည်းကျွတ်ပြီးတော့မွှေးလာပြီဆိုရင်ခုနကအဲနှွင်ထားတဲ့ငါးတွေထည့်ပါမယ် မီအေးအေးလေးနဲ့စီနနာလေးတက်ပေးပါရှင်။ငါညိနှံ့ကိုပျောက်သွားတဲ့အထိအစီတက်လေးကလည်းရပြီဆိုတော့ပပွတ်ဆူနေတယ်။မွေးငါးအိုးတဲ့ကိုထည့်ပါမယ်။အဖိတ်တဝက်စင်တဝက်ပေါ့နော်။လက်တစ်ဖက်ထဲနဲ့လောက်ရတာဆိုတော့လေကင်မရာလည်းကင်ရပြီ။ပြီးသွားရင်တော့အိုးပဲဥဆိုတဲ့အတိုင်းထုတ်ထုတ်ထုတ်လေးစားခြင်းပဲဥကိုထည့်ထားပေးပါ။ ပြီးရင်တော့အရသာမုတ်ဆက်ပါမယ်။စားနှစ်စွန်းအချိုမုတ်တစ်စွန်းအချိုမုတ်ကမထည့်နိုင်ရပါတယ်။ငါအချိုနဲ့ထညာချိုနဲ့တော်တော်ချိုနေပါပြီ။ကျမလည်းအရန်မထည့်ထားဘူးပေါ့နော်။အဲကျမကဒီဝစ်ချန်အရွက်မုတ်ထည့်ပါတယ်။အရွက်မုတ်အထုပ်သေးတစ်ဝက်လောက်ထည့်ပါတယ်။သူ့လာရင်တော့ငါပြောဦးထည့်ပေးပါတယ်။ပြန်ညီမခုနကကြော်ထားတယ်ငဖယ်လေးတွေပပညှက်တယ်ပြီးတော့ဘဲဥကိုဘဲဥလေးလုံးကိုပပလီးပြီးတော့စူနေတဲ့အိုးတွေကိုထည့်ပေးပါတယ် ပြီးရင်ကြုပ်တလုံးခလောက်ပြီးတော့အိုးထဲကိုထည့်ပေးပါမယ်အမြင့်လေးတွေရအောင်လို့ အဲ့တော့ကျက်သွန်ဖြူစီတက်ပါမယ်။စီပူပူတဲ့ကိုစနစ်မုတ်ထဲကျက်သွန်ဖြူလေးထည့်ပြီးတော့စီတက်ပါမယ်။မွေးငါးတဲ့ထည့်စားဖို့ပကံလုံးလေးတဲ့ကိုလှည့်ပြီးတော့နည်းနည်းခြံထားပါမယ်။ဦးထဲမှာခြံထားတဲ့အနှဲငယ်ကိုအဲပွပွစုနေတဲ့မွေးငါးဦးထဲကိုထည့်အုပ်ပါမယ်။မွေးသွားအောင်လို့စီကျက်တော့ရင်တော့ငရုတ်ကောင်းလေးအနှဲငယ်ထည့်ပါမယ်။အနှဲနည်းနည်းပဲထည့်တော့ဒီမှာလက်လွန်ကျက်သွန်ဖြစ်သွားလို့ပြန်လျှော့ရပါတယ်။ကဲစားလို့အရန်ကောင်းပြီးအနံ့ရောအရသာရောရှိတယ်။မွေးငါးလေးရပါပြီ။ င်ရှင်ဒါကတော့၃ဘိတ်တာ5ပါရှင်